န်ရှင်သောဝိညာဉ်တော်ဖျားပွဲနေကြီးရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်19မှ23ယသတ္တပိုင် ပထမနေ့ဖြစ်သောထိုနေ့တွင်ညနေအချိန်ရောက်သောအခါတပည့်တော်တို့သည်ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့်မိမိတို့စုဝေးနေကြသောနေရာတွင်တကားများကို ပိတ်ထားလျက်နေကြ၏ထိုအချိန်၌ယေရှုသည်ကြွလာ၍သူတို့အလဲတွင်ရက်လျက် တင်တို့၌ငိမ့်ချမ်းတာယာချင်းရှိပါစေဟု သူတို့အားမိန့်တော်မူ၏ဤကဲ့သို့မိန့်တော်မူပြီးနောက်ကိုတော်သည် သူတို့အားမိမိလက်တော်တို့နှင့်နဘေးတော်ကို ပြတော်မူ၏ထိုအခါတပည့်တော်တို့သည်သခင်ဖျားကိုဖူးမြင်ရသဖြင့်ဝမ်းမြောက်ကြလေ၏တဖန်ကိုတော်ကတင်တို့၌ငိမ့်ချမ်းတာယာချင်းရှိစေတည်းခမီးတော်သည်ငါကိုဆ िल ွတ်တော်မူတကဲ့သို့ ငါသည်လည်းသင်တို့ကိုစေလို၏ဟုမိန်တော်မူ၏ထိုနောက်ကိုတော်သည် သူတို့ဘောသူမှုတ်တော်မူလျက်ဝိညာဉ်တော်မြတ်ကို ခံယူကြလောအကျဉ်သူ၏အပြစ်များကို သင်တို့ခွင့်လို့လျင် ထိုအပြစ်များသည် ခွင့်လို့ခြင်းခံရ၏အကျဉ်သူ၏အပြစ်များကို သင်တို့တီးစေလျင် ထိုအပြစ်များသည် တီးလျက်ရှိ၏ဟု သူတို့အားမိန်တော်မူ၏ ်ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေဒီ The Holy Spirit is left ဝိညာဉ်တော်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ဝိညာဉ်တော်သောပုဂ္ဂိုလ်သာသုံးပါးတစုဖျားထဲမှာအနက်နည်းဆုံးပုဂ္ဂိုလ်ဖြစ်ကျွန်တော်တို့မှတ်ယူလို့ရပါတယ်ဒါကြောင့်မဲဒီဝိညာဉ်တော်ဟာပုံစံပေါင်းများစွာနဲ့လူတွေလောကလယ်မှာပေါ်ထွက်လာရတဲ့ပုဂ္ဂိုလ်လည်းဖြစ်နေပါတယ် ဥမာပထမကျမ်းမှာကျွန်တော်တို့တွေ့သလိုလေပြင်းပုံနိုင်ခဲ့သောအသံမိရှာပုံစံမျိုးဒီလိုပုံစံအနေနဲ့သူဟာထွက်ပြီးကမှပေါ်ပေါက်လာရတဲ့ပုံကိုလည်းဖြစ်ပါတယ်တကယ်တော့ဝိညာဉ်တော်ဟာအင်မတန်မှတိတ်ဆိတ်မြင်သာတဲ့ပုံကိုလည်းပဲဖြစ်နေပြန်ပါတယ်ဒုတိယကျမ်းမှာဖော်ပြထားတဲ့လိုမျိုးအတွင်းသက်ကြာလုံးတဲ့ပုံကိုအတွင်းသဘောကိုဆောင်တဲ့ပုံကို ုံစံအမျိုးမျိုးနဲ့လည်းတည်ရှိနေတယ်ဆိုတာကိုဒုတိယကျမ်းကလည်းဖော်ပြထားတာကိုတွေ့ရပါတယ်ဒီနေ့ဖတ်ကြရတဲ့ဒါကြောင့်ကျွန်တော်တို့သတိထားမယ့်အချက်ကဝိညာဉ်တော်ဆိုဒီမှာအတံပလန်နေ ပြူပြူပြဲပြဲကြဲကြဲလောင်လောင်စူးစူးညံ့ညံ့ထွက်မှဓာမျိုးရှိလာပြီဆိုရင်ဟောဒါဝိညာဉ်တော်ပဲလို့သတ်မှတ်ကြတဲ့ပုံကိုယ်တွေသတိထားကြရပါလိမ့်မယ်ဝိညာဉ်တော်ဆိုဒီမှာ ပထမဂျမဂျာသလိုမိရှာတဲ့ံမျိုးလေပြင်းမုန်တိုင်းတက်ခတ်တံမျိုးနဲ့သူ့ကိုယ်သူဖော်ပြယုံနေမကွာဘူးအတွင်းသက်အတိတ်ငြိမ်ဆုံးနေရာနှလုံးသားတဲ့အထိအနှက်ဆိုင်ဆုံးနေရာအထိဝင်ရောက်ထိုးဖောက်ပြီးငြိမ်သက်ခြင်းတိတ်ဆိတ်ခြင်းနေယူဆောင်လာနေတဲ့ပုံကိုနုညံ့သိမ့်မွေ့လုံးနေတဲ့ပုံကိုလည်းဖြစ်ပါတယ်ကျွန်တော်တို့သတိထားကြပါလိမ့်မယ် ဒါကြောင့်ဒုတိယကျမ်းမှာဒါလည်းပဲဖြစ်ပါတယ်သူဟာနှလုံးသားထဲထိဝင်လာတယ်အော်တာပစိတ်ထဲမှာအမြဲလှူရှားနေတယ်အတန်ပြုတ်နေတာကတော့ဝိညာဉ်တော်ပဲဖြစ်ပါတယ်ဒါဒုတိယကျမ်းဝိညာဉ်တော်ဆိုတဲ့ပုဂ္ဂိုလ်ကိုအတူချုပ်ပြောရမယ်ဆိုရင်ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်ဘယ်လိုမျိုးချစ်ချင်းမေတ္တာမျိုးလဲဆိုရင်မိမိကိုယ်တိုင်မိမိကိုယ်ကိုလုံလုံရရာ သူတစ်ပါးကိုပေးဆက်နိုင်တဲ့တန့်စင်နဲ့ပြေဝဆုံနေတဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ် ဖះဆိုတဲ့ပုဂ္ဂိုလ်ဝိညာဉ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဟာ holy self giving entirely self giving ဆိုတဲ့အတိုင်းပဲသူကိုယ်သူလုံလုံရရပေးနိုင်တဲ့ချစ်ချင်းမေတ္တာပဲဖြစ်နေပါတယ်ဒါကြောင့်ဝိညာဉ်တော်ဟာဖះကိုယ်တိုင်ရဲ့လက်ဆောင်တော်ဖះကိုယ်တိုင်ပဲဖြစ်နေပါတယ်ကျွန်တော်တို့အားလုံးပိုင်းဆိုင်ရယူလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါတယ်တို့သဖြင့်ဝိညာဉ်တော်ကိုလက်ခံရရှိခြင်းဖြင့် ကျွန်တော်တို့ကပြည့်ဝစုံလင်တဲ့ချစ်ခြင်းမေတ္တာကိုလက်ခံရယူလိုက်ပြီးပဲဖြစ်ပါတယ်။အရေးအသွေးအပြည့်ဝအစုံလင်ဆုံးအတိုင်းအစာမရှိတဲ့အနတ္တချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ရရှိလိုက်ပါပြီ။တကယ်တော့ကပ္ပသမိုင်းကြီးဟာနဗန်းဘွဲကြီးတစ်ခုလွန်ဆွဲဘွဲကြီးတစ်ခုမျိုးနဲ့တတ်မှတ်ခြင်းလည်းပဲရပါတယ်။ဘယ်လိုလွန်ဆွဲဘွဲလဲဆိုရင်ချစ်ခြင်းမေတ္တာအမျိုးအစားနှစ်ခုရဲ့လွန်ဆွဲဘွဲဖြစ်ပါတယ်။ တခုကအတ္တကြီးမာပြီးမိမိကိုယ်သာချစ်ချင်းမိမိကိုယ်ကိုချစ်လွန်အားကြီးတဲ့ဘယ်ထီအောင် ချစ်လဲဆိုရင်ဘယ်လူကိုမှမချစ်နိုင်တော့အောင်ဖခင်ကိုယ်တော်မုန်းသည်ထီအောင်ဒီလိုမျိုးမိမိကိုယ်တိုင်ချစ်တဲ့ချစ်ချင်းအတ္တကြီးလို့နဲ့ချစ်ချင်းပဲဖြစ်ပါတယ်ယနေ့ဒီကျွန်တော်တို့အလယ်မှာဒီလိုချစ်ချင်းနေကြီးစိုးနေပါတယ်မိမိကိုယ်ကိုပဲချစ်တဲ့ ိမိမိသားစုအတိုင်းဝိုင်းမိမိရဲ့အသိအဖွဲလေးကိုချစ်ပြီးတကဘာလုံးဘာဖြစ်ဖြစ်တလောကလုံးဘာဖြစ်ဖြစ်ဘာပဲလောက်ကလောက်လုံမဲ့ဆိုတဲ့ပုံစံမျိုးဒီလိုမျိုးချစ်ချင်းမျိုးနေရာပေါင်းများစွာမှာပေါ်ထွက်လဲရှိပါတယ်။နောက်ချစ်ချင်းတစ်ခုကတော့အတ္တလုံးဝကင်းစင်ပြီးဖျားကိုလည်းချစ်တယ်။အများကိုလည်းချစ်နိုင်ပြီးမိမိကိုယ်ကိုစွန့်လွတ်အနစ်နာ ခံသည့်အထိသူများနဲ့ဖျားကိုဦးစားပေးနိုင်တဲ့ချစ်ချင်းမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးချစ်ခြင်းမျိုးဟာလွန်ဆွဲနေပါတယ်ခရိယန်တွေရဲ့မက်ဆေ့ချာဒါပဲဖြစ်ပါတယ်ဒီနေ့ဝိညာဉ်တော်ဖျားပွဲနေမှာတို့တကယ်အတ္တကဲနဲ့ချစ်ခြင်းကိုရရှိလိုက်ပြီသူ့ကိုယ်သူလုံးလုံးရရပေးနိုင်တဲ့ချစ်ခြင်းကိုရရှိလိုက်ပြီဖြစ်ပါတယ်ခုနပြောတဲ့ဒုတိယချစ်ခြင်းမျိုးကျွန်တော်တို့နှလုံးသားထဲကိုထည့်သွင်းလိုက်ပြီပဲဖြစ်ပါတယ်အမှန်တကယ်ဆွမ်းအားရှိတဲ့ချစ်ခြင်းဟာဒါမျိုးပဲဖြစ်ပါတယ်ဒီလိုချစ်ခြင်းမျိုးကိုကျွန်တော်တို့ရရှိလိုက်ပြီ လောဘယနဲ့အတော်မတတ်နိုင်တဲ့ပုံကူများဝိညာဉ်တော်ကိုလက်ခံဖို့လိုအပ်ပါတယ်အများဒုက္ခရောက်ရင်ဘာပဲရောက်ရောက်ကိုယ်အစဉ်ပြေရင်ပြီးနေသောဆိုတဲ့အတ္တဇွဲကြီးနေတဲ့ပုံကူတွေဝိညာဉ်တော်လိုအပ်ပါတယ်ကျွန်တော်တို့တယောက်စီဟာညီသက်ချင်းကိုလည်းရှာဖွေနေကြပါတယ်ဒါကြောင့်တယောက်စီဟာဝိညာဉ်တော်ကိုလက်ခံဖို့အတွက်တာဝန်ရှိပါတယ်ဘဝအတိတ်ဘက်ကိုလည်းရှာဖွေနေကြပါတယ်ဖရာသခင်ရဲ့ နတ်နဲရတွေကိုလည်းပဲသိကြည်နေကြပါတယ်သခင်စုရဲ့ဘဝအသက်တာနဲ့ပြုလုပ်ခဲ့တဲ့သူ့ရဲ့နတ်နဲရအချက်တွေဘာလဲဆိုတာကိုသိကြည်နေကြပါတယ်ဒီလိုသိကြည်နေတဲ့လူတွေပုံကိုယ်တွေဝိညာဉ်တော်ကိုခံယူဖို့လိုပါတယ်ဝိညာဉ်တော်ကဖရဲ့အနတ်နဲဆုံးနေရာအထီအောင်ကိုဝင်ရောက်ထိုးပေါက်နိုင်တဲ့ပုံကိုဖြစ်သလိုကျွန်တော်တို့ရဲ့အနတ်ဆိုင်သောနေရာအထီအောင်ကိုလည်းဝင်ရောက်ထိုးပေါက်နေတဲ့ပုံကိုလည်းပဲဖြစ်နေပါတယ်ဒါကြောင့်ခုနပြောခဲ့တဲ့ဒုတိယအမျိုးအစား အတ္တကင်းတဲ့ချက်ချင်းအများကိုဖျားကိုပို့ပြီးချင်နိုင်တဲ့ချက်ချင်းမျိုးရရှိဖို့တော့ဝိညာဉ်တော်ကကျွန်တော်တို့ကိုကူညီလျက်ရှိပါတယ်။ကျေးဇူးတော်အမျိုးမျိုးအသေးပွင့်အထွေထွေရှိပါတယ်။ဒီအထဲမှာမှအချုပ်ပြောရမယ်ဆိုရင်ဒီလိုချက်ချင်းမျိုးရှိလာရင်ခုနပြောတဲ့ကျေးဇူးတော်တွေနောက်ဆက်တွဲပါလာမှာဖြစ်တယ်။အသေးပွင့်နဲ့နောက်ဆက်တွဲပါလာမှာဖြစ်ပါတယ်။မေတော်နဲ့တမန်တော်များစောင့်မျှော်နေတဲ့ကဲတို့ကျွန်တော်တို့စောင့်မျှော်နေကြပါလိမ့်မယ်။ဆူတောင်းခြင်းနဲ့စောင့်မျှော်တယ်။ စီလုံးကြီးချင်းနဲ့စောင့်မျှော်တဲ့ချစ်ချင်းနိုင်စောင့်မျှော်တဲ့ဒီလိုစောင့်မျှော်ကြိုးစို့လက်ခံတဲ့နှလုံးသားဒိုင်းကိုဝိညာဉ်တော်ဟာဝင်ရောက်လဲရှိတယ်။ဝိညာဉ်တော်ဝင်ရောက်လာပြီဆိုရင်လည်းပဲကျွန်တော်တို့သုတ်ရမှာကတော့တစ်ချက်ပဲရှိပါတယ်။ငါဆိုတဲ့အတ္တကိုခွာချရပါရလိမ့်မယ်။ငါဆိုတဲ့အတ္တကနေပြီးအများဆိုတဲ့ပရစီကိုကျွန်တော်တို့ရှောက်လန်းကြပါလိမ့်မယ်။ဖျားသခင်ချစ်ချင်းမြတ်တာကိုလက်ခံရရှိဖို့ ဝိညာဉ်တော်ရဲ့ဥဆောင်ရနာကိုလိုက်ရပါလိမ့်မယ်ကျွန်တော်တို့ဒီနေ့ဒီခေတ်ဒီလောကမှာနောက်ဆက်ခြင်းတစ်မျိုးကတော့ဒါပဲဖြစ်ပါတယ်ငါလုံမယ်ငါဖန်တီးမယ်ငါရယူမယ်ငါဖြည့်ရှင်းမယ်ဆိုတဲ့ငါတယောက်တည်းကိုပဲဥစားပြီးလှုပ်ဆောင်နေကြတဲ့ပုံကိုယ်တွေများပါတယ်ဒါပေမဲ့ဒီဝိညာဉ်တော်ဆင့်ကြွလာပြီဆိုရင်ငါဆိုတဲ့ဟာမရှိတော့ဘဲနဲ့သူ့ရဲ့ဥဆောင်ရနိုင်ကိုလိုက်ရတော့မယ်သူ့ရဲ့ဥဆောင်ရလမ်းကြောင်းဟာအကောင်းဆုံးသောလမ်း ျွန်တော်တို့ရဲ့အလုံးကျုံဆုံးဆုံးလမ်းအအေးငိမ့်ဆုံးစိတ်ချရာဆုံးအချမ်းသာဆုံးနောက်ဆုံးပန်းတိုင်းကိုအသေးချာရောက်မယ်လမ်းဆိုတာကို သိမြင်ရင်ဝိညာဉ်တော်ကိုအမြဲတမ်းအဖို့ပြုဖို့အတွက်ကြိုးစားကြပါစို့သူ့ရဲ့ဥဆောင်ရနောက်ကိုလိုက်ဖို့အတွက်ကျွန်တော်တို့ဟာ ပြုလုပ်သူများဆိုတာထက်သူ့ရဲ့ပြုသမျှကိုလက်ခံမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့သူ့စီကိုလုံလုံရအနံ့ကြပါစို့ ဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါ